ကဘာကြံမဲကနေမြမကြံမဲအဖြစ်ကျွန်တော်လှုပ်ချင်တဲ့ရည်ရွယ်ချက်ပြည့်သွားတာပေါ့ဒါကတော့မြမကြံမဲဖြစ်သွားပါပြီရှင်ဘယ်ချက်ကိုပဲမွေးမွေးဆန်တဆုပ်ကျွေးတာချင်းအတူတူကြံမဲကိုမွေးရင်ဝယ်တဲ့အချိန်ပဲတန်ဖိုးတစ်ခုမှရှိတာဖြစ်တဲ့အတွက်အဲအိမ်မှာတပိုင်းတနိုင်မွေးကြဖို့စိတ်ကူးတယ်ဆိုရင်ကြံမဲမွေးဖို့ပဲတိုက်တွန်းညင်ပါတယ် င်္ဂလာပါရှင်ပြင်လင့်ကြမဲချန်ကားပါဟုတ်ကဲ့ပါဒါလေးတွေကတော့ကျွန်တော်ထိုင်းကနေတည်လာတဲ့ကျွန်တော်ရဲ့မျိုးဆက်တစ်လေးတွေပါရှင်ကျွန်တော်ကဒီမျိုးတွေကိုထိုင်းနိုင်ငံကိုသွားပြီးတော့မှငါးကောင်းမြောင်မှာကျွန်တော်အောင်မြင်ခဲ့ပါတယ်ကျွန်တော်မြန်မာနိုင်ငံရဲ့ရေမြေတဘာဝနဲ့အံဝင်ခွင့်ကြဖြစ်တဲ့အချိန်ကြမှာပဲကျွန်တော်တို့ဝင်းမြူလို့အဆင်ပြေလာတာပေါ့နော်အဲ့တော့သူတို့ရဲ့မျိုးတွေကိုကျွန်တော်ကထုတ်ပြီးတော့မှကျွန်တော်ကကျက်ဖတွေကမျိုးရည်ကိုထုတ်ပြီးကျမတအိမ်နဲ့ကိုသွားထည့်ပြီး AI စနစ်နဲ့မျိုးပွားထားတာရှင့် အဲသူတို့ချင်းချင်းမလိုက်ဘူးလားဆိုတော့လေလိုက်တယ်ဒါပေမဲ့တခုရှိတာကကြတော့သူတို့ကမျိုးရည်ထွက်တာနည်းနည်းနဲတယ်ကျွန်တော်ကလူကိုယ်တိုင်ထုတ်ထားတာဖြစ်တဲ့အတွက်သူတို့ရဲ့ span ကဘလောက်ထွက်တယ်ဆိုတာကျွန်တော်သိတယ်အဲ့တော့မျိုးရည်ထွက်တာနည်းတာဖြစ်တဲ့အတွက်သူတို့ထွက်လာတဲ့မျိုးရည်ကိုမှကျွန်တော်ကကျမအကောင်ရည်အတွက်များများကိုထည့်ချင်ပြီးတော့မျိုးများများလိုချင်လို့ကျွန်တော်က ကိုတိုင် AI လုတ်ပြီးတော့มาตาဖောက်ထားတာပါရှင်။ဒါဆိုရင်တော့အခုကျွန်တော်မြန်မာနိုင်ငံမျိုးဖြစ်သွားပြီ။ကျွန်တော်ခြံကမျိုးဖြစ်သွားပြီရှင်။ဒီလိုမျိုးမျိုးတွေကိုကျွန်တော်ကအဲမွေးဟိုစီးပွားဖြစ်လုတ်ဖို့အတွက်ပေါ့နော်။ထိုင်းဘက်ကနေတည်လာတဲ့မျိုးတွေကိုကျွန်တော်ရဲ့ခြံမှာဖောက်ထားတာပါရှင်။ကျွန်တော်ကဒီကြက်မဲစပြီးတော့၃កောင်ကစမွေးခဲ့တာ မှန်တယ်။ တုံးကောင်ကန်းနေစပြီးတော့ကြက်မဲအချောင်းကို လေးလာရင်လေးလာရင်ကနေပြီးတော့မှအဲကျွန်တော်ဒီလုပ်ငန်းကိုဒီကြက်မဲကိုပေါ့နော်စီးပွားဖြစ်လောက်တော့မယ်လို့ကျွန်တော်ကဆုံးဖြတ်ပြီးတဲ့အချိန်မှာသူကအလုံး20ကန်းနေအလုံး50 100တော်လောက်အထိဥတယ်အဲ့လိုဥတာဖြစ်တဲ့အတွက်ကျွန်တော်ကစီးပွားဖြစ်လောက်တော့မယ်ဆိုစိတ်ကူးပြီးတော့မှကျွန်တော်အကောင်ရေအတွက်များများ ဝေးလိုက်တယ်ပထမဆုံးကျွန်တော်စပြီးစီးပွားရေးလှုပ်တော့မယ်ဆိုတဲ့အချိန်မှာအကောင်90ခန်းနေစာမွေခဲ့ပါတယ်ကျွန်တော်ရဲ့ရှေ့ရစီနီယာတွေကကျွန်တော်ကိုတင်ပြပေးပြီးတော့အကောင်90ခန်းနေစပြီးတော့ကျွန်တော်ဘဝကိုစီးပွားရေးအဖြစ်စီးပွားရေးစလုပ်ခဲ့တာတော့ကြက်မဲကိုအကောင်90ခန်းနေစလုပ်ခဲ့တယ်ဒါကြောင့်မို့လို့စီးပွားရေးလှုပ်ကြတဲ့သူတွေတော်တော်များများစီးပွားရေးလှုပ်ချင်တဲ့သူတွေကိုတော့ကျွန်တော်ကအကောင်90ခန်းနေစတင်ပြီးတော့ရောင်းချပေးတာပါရှင့်အာအကောင်90ဆို လို့ရှိရင်ရှေ့တိုးကလည်းလွယ်တယ်နောက်ဆုတ်ရလည်းလွယ်တယ်အလေအနေထားမှာပေါ့နော်အဲ့တော့ကျွန်တော်ကအကောင်90ခန်းနေစပြီးတော့မှမွေးမြူတယ်ပြီးကြတော့သူတို့ဥလာတဲ့ဥတွေကိုကျွန်တော်ကိုယ်တိုင်ဖောက်ဆက်ကြီးတွေနဲ့ကြက်ပေါက်တွေဖောက်တယ်ဖောက်ပြီးတော့မြန်မာတနိုင်ငံလုံးကိုကျွန်တော်ဖြန့်ဖြူးရပါရှင်အဲ့ဒါကတော့ကျွန်တော်ရဲ့ကြက်မဲချံကကြက်မဲချံရဲ့မျိုးပါအခုဆိုရင်အားလုံးကသိနေကြတာကတော့ကြက်မဲကြက်မဲလို့ပြောလိုက်ရင်ပြည်ဦးနဲ့ကြက်မဲချံကမျိုးကိုပဲရကျင်တဲ့သူတွေအများများတယ်ဆိုတာဒီလိုမျိုးမျိုးကောင်းမျိုးတန်နေကျွန်တော်စီမှာရှိ လိုပါရှင်။ကျွန်တော်ရဲ့ရည်ရွယ်ချက်အတိုင်းပဲကျွန်တော်ကကဘာကြက်မဲကနေမြမကြက်မဲဖြစ်ဖို့အတွက်ရည်ရွယ်ပြီးကျွန်တော်စူးစမ်းခဲ့တာအခုဆိုရင်ဒါကမြမကြက်မဲဖြစ်သွားပြီ။ဒါကမြမကြက်မဲအဲကျွန်တော်တို့မြန်မာနိုင်ငံထုတ်ဖြစ်သွားပြီ။ကျွန်တော်ရဲ့ပြည်ဦးလွင်ကြက်မဲချံရဲ့ကြက်မဲမျိုးဖြစ်သွားပြီ။ကဘာကြက်မဲကနေမြမကြက်မဲအဖြစ်ကျွန်တော်လှုပ်ချင်တဲ့ရည်ရွယ်ချက်ပြည့်သွားတာပေါ့။ဒါကတော့မြမကြက်မဲဖြစ်သွားပါပြီရှင်။တခြားနိုင်ငံပို့ဖို့အထီတော်မဟုတ်ကျွန်တော်အခုကကျွန်တော်တို့မြန်မာနိုင်ငံမာရင်ကို မျိုးဖြန့်တာကိုမလောက်နိုင်သေးဘူးအဲ့တော့တခြားနိုင်ငံဖြန့်ဖို့ဆိုတာကတော့နည်းနည်းကျွန်တော်တို့လိုအပ်သေးတယ်ကျွန်တော်စူးစမ်းရအောင်ပါပါရှင်မြန်မာတနိုင်ငံလုံးမှာတော့ကျွန်တော်မျိုးမျိုးအနေနဲ့နေတော်တော်မျိုးတော်တော်များများပါเนาะအခုဆိုရန်ကုန်မြို့အဓိကပင်နိုင်ကတော့ရန်ကုန်တောင်ကြီးရှိတယ်အမ်ပဲခူးရှိတယ် အနေပြည်တော်ရှိတယ်ကျွန်တော်ရဲ့ဂျမဲလေးကိုစီးပွားဖြစ်လုပ်နေကြတဲ့သူတွေရှိတယ်ဒါပေမဲ့သူတို့လည်းစ조사ပြီးထုတ်နေတယ်သူတို့လည်းစ조사ပြီးပွားတယ်အကောင်ရဲ့အတွက်အဲ့လိုရတယ်ဒါပေမဲ့လုံလုံလောက်လောက်သူတို့လည်းမဖြတ်နိုင်သေးဘူးမဖြတ်နိုင်သေးဘူးဆိုတာထွက်လာတဲ့အကောင်ကနဲပြီးတော့အဲရောင်းအားများနေပေါ့ product နဲနေသေးတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူးကျွန်တော်တို့အားလုံးစ조사နေပါတယ်အဲဂျမဲမွေးတဲ့ညီကိုမောင်နှမတွေအကောင်လုံးကလည်းရည်ရွယ်ချက်ကတော့မြန်မာတိုင်းနိုင်ငံလုံးကိုမွေးစေခြင်းနဲ့ဆိုတဲ့ရည်ရွယ်ချက်နဲ့အားလုံးအတူတူစ조사နေကြပါတယ်ရှင်ကျွန်တော်ရဲ့ရည်ရွယ်ချက်က ကြတော့အိမ်တိုင်းအိမ်တိုင်းမှာကြက်မဲကိုမွေးစေခြင်း ਨੇ အ ਨੇ ဆုံး3កောင်လောက်ဖြစ်ဖြစ်ပေါ့เนาะဘာကြောင့်လဲဆိုတော့ဒီကြက်မဲရဲ့အဲထူကြချက်ကအသားမဲမွေးမဲမျက်လုံးမဲအဲခြေထောက်မဲအောဘလက်ပေါ့เนาะအားလုံးမဲလေးမဲပေါ့เนาะမဲလေးမဲကိုပိုင်ထားတဲ့ကြက်တွေကသူတို့ရဲ့ဥတွေကကြတော့ကျွန်တော်တို့မိသားစုကိုဗစ်ကနေပါမသွားခဲ့တာလေကြက်မဲဥကြောင့်မို့ပြီးကြတော့သူတို့ကလည်းဆေးဘက် ဝင်လို့ကျွန်တော်တို့ကကျွန်တော်တို့ကလက်တွေ့ပေါ့နော်အဲကြမဲဥကကျွန်တော်တို့အဖေကိုကိုဗစ်ထဲမှာပါမသွားအောင်ဆွဲထုတ်နိုင်ခဲ့တာကြမဲဥဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကအိမ်တိုင်းမှာတက်ကြီးရွယ်ဦးတွေပဲရှိရှိခလေးတငယ်တွေပဲရှိရှိကြမဲဥကျွေးစေခြင်းနဲ့ရည်ရွယ်ချက်နဲ့အိမ်တိုင်းအိမ်တိုင်းမှာကြမဲမွေးစေခြင်းပါတယ်အဲ့တော့ကျွန်တော်ကကျမ်းမာခြင်းဒီလက်တပါကြမဲဥကိုစားဆိုတဲ့ ိတ်ဆန်ဆောင်ပုတ်နဲ့အညီပေါ့နော်ကျွန်တော်ကတော့အဲဆောင်ပုတ်ကလေးနဲ့သွားနေပါဗါတယ်အဲ့တော့အိမ်တိုင်းမှာကြက်မဲဥစားနိုင်ဖို့အတွက်ကြက်သုံးကောင်လောက်တော့မွေးဖို့တိုက်တွန်းညင်ပါတယ်ရှင် က်3កောင်ကមွေတဲ့သူတွေရှိပါတယ်ကျွန်တော်က3កောင်တစ်ချင်းပေါ့နော်3កောင်တစ်ချင်းရောင်းတာဖြစ်တဲ့အတွက်ကက်3កောင်ကဝယ်တဲ့သူအရန်များပါတယ်အဲကျွန်တော်စီမှာကြာရင်ကက်မွေးမယ်ဆိုရင် ora တင်ငွေသွင်းပြီးတော့မှအချိန်တစ်ခုစောင့်ရတာစီပွားဖြစ်မွေးခြင်းတဲ့သူတွေကငွေသွင်းပြီးတော့မှ၄လသားယူခြင်းရင်၄လနဲ့21ရက်စောင့်ရတာ2လသားလို့ခြင်း2လနဲ့21ရက်စောင့်ရတာအဲ3កောင်တစ်ချင်းကကြတော့အဲ့ဒီလိုဝယ်ထားတဲ့သူတွေအတွက်ပို့ဖောက်ထားတဲ့ထဲကပို့ပြီးဆိုရင်ကျွန်တော်ဈေးကွက်ပေါ်တင်ပြီးတော့ရောင်းပေးပါတယ်3កောင်တစ်ချင်း အဲ့လိုရောင်းပေးတာပေါ့နော်အဲမိသားစုတွေတပိုင်းတနိုင်ဝေးရဖို့အတွက်ကျွန်တော်အနေနဲ့အရရက်ကိုပို့ပေးပါရတယ်အဲနေတွေတော်တော်စုံတယ်တော်တော်ဝေးဝေးလန်လန်အထိလဲကျွန်တော်တချို့ဆိုကားနှစ်ဆင့်သုံးဆင့်နေအထိသွားရတဲ့အထိလဲကျွန်တော်ပို့ပေးပါရတယ်ကျွန်တော်ရဲ့ကြက်မဲကိုပို့တဲ့အချိန်မှာတော့အသက်အာမခံပါတယ်လမ်းမှာမတော်တဆပေါ့နော်လမ်းမှာတေသွားလို့ပဲဖြစ်ဖြစ်ညီကိုမောင်နှမတွေရဲ့အိမ်ကိုရောက်ပြီးတော့၃ရက်အတွင်းမှာအသေးပြောက်အသေးပေါ့နော်ကြက်ကတေသွားလို့ခရီးပန်းလို့တေသွားလို့ပဲဖြစ်ဖြစ် သေသွားပြီဆိုရင်ကျွန်တော်စီကိုအဲသတင်းပို့ပြီး Viber ကနေဓာတ်ပုံလေးပို့ပေးတာနဲ့ကျွန်တော်ကကြက်အစားထိုးပြန်ပို့ပေးပါတယ်ကျွန်တော်ရဲ့ခြံကတော့အသက်အာမခံပါပါတယ်ရှင်ဘယ်ကြက်ကိုပဲမွေးမွေးဆန်တဆုပ်ကြွေးတာချင်းအတူတူကြက်မဲကိုမွေးရင်ဝယ်တဲ့အချိန်ပဲတန်ဖိုးတစ်ခုမှရှိတာဖြစ်တဲ့အတွက်အဲအိမ်မှာတပိုင်းတနိုင်မွေးကြဖို့စိတ်ကူးတယ်ဆိုရင်ကြက်မဲမွေးဖို့ပဲတိုက်တွန်းညင်ပါတယ်ကြက်မဲကတစ်ခါဥယျာဉ်အလုံး20ကနေ40 50မျိုးရိုးကောင်းပြီးကျမရေးကောင်းတယ်ဆိုရင်အလုံး100ကျော်အထိဥတာဖြစ်တဲ့ ဲ့အတွက်ကျမနှစ်ကောင်နဲ့ကျဖတစ်ကောင်လောက်မွေးမယ်ဆိုရင်ကိုအိမ်ပြီးသားစုအတွက်အဆင်ပြေပါတယ်ရှင့်။နော်စီးပွားရေးလောက်ကြတော့မယ်ဆိုရင်ကျွန်တော်အကြံပြုချင်တာကကျတော့စီးပွားရေးလောက်ကြတော့မယ်ဆိုရင်ကျွန်တော်တို့ကအမြဲတမ်းလုပ်နေတာအများလုပ်နေတဲ့အလုပ်ကိုလုပ်ကြတာပေါ့နော်။အများလုပ်နေတဲ့လူ80လောက်တဲ့အလုပ်ကိုလုပ်တယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီ80နဲ့ အဲသူတို့သတ်မှတ်ထားတဲ့ဈေးနှုန်းတွေပဲကျွန်တော်တို့ကသွားရတာသတ်မှတ်ထားတဲ့ဈေးနှုန်းအဲဘောနော်တကောင်ကို2000တန်တယ်ဆို2000ဈေးနှုန်းအားလုံးကလူ80လောက်လုံနေတဲ့အလုတ်ကသူတို့သတ်မှတ်ထားတဲ့ဈေးနှုန်းတွေပဲသွားရတာအကျိုးမြတ်က80လောက်လုံနေတဲ့အလုတ်မှာအကျိုးမြတ်က20လောက်ပဲစန်စားရတာ ကျွန်တော်ရဲ့အကြံမဲကကျတော့လူအယောက်20လောက်ပဲလုံနေတာရှိတာရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်လို့ဈေးကွက်ထဲမှာအကျိုးခံစားရမယ်ဆို80ရာခိုင်နှုန်းလောက်ခံစားရတယ်လူအယောက်ရေအတွက်နည်းသေးတာဖြစ်တဲ့အတွက်အဲအိမ်မမိသားအမျိုးသမီးတွေပေါ့နော်အမျိုးအဓိကတော့ကျွန်တော်ပြောချင်တာကတော့အမျိုးသမီးတွေပါအမျိုးသမီးတွေအိမ်မနေရင်းနဲ့အိမ်ကနေအိမ်ကနေနောက်ကနေပေါ့နော်အိမ်နောက်ဖေးဈေးဆိုင်တဲသလိုပေါ့နော်နောက်ကနေပြီးတော့မှငွေဝင်အောင်လို့အဲကြက်မဲလေးတစ်ပိုင်းတစ်နိုင်လေးတွေမွေးပြီးအိမ်တွင် ်စီဝါရေးအနေနဲ့လှုပ်ဆိတ်ချင်တာပါအဲကျွန်တော်ကကိုကိုတိုင်းကကြက်မဲမွေးပြီးတော့မှအဲဒီယောက်ျားလေးတွေနဲ့ရင်မောင်းတမ်းပြီးတော့စီဝါရေးလှုပ်ခဲတာဖြစ်တဲ့အတွက်အဲနောက်ွယ်မှာရှိနေတဲ့အမျိုးသမီးအမျိုးသမီးတွေဆိုတာတော်တော်များများကအမျိုးသမီးတွေကအိမ်မှာပဲနေကြတာများတယ်လေနော်နောက်ွယ်ရပဲနေရတာဖြစ်တဲ့အတွက်အမျိုးသမီးတွေလည်းရှေ့ရောက်လာအောင်လို့ကြက်မဲမွေးဖို့တိုက်တွန်းနေပါတယ်ရှင်